င်္ဂလာပါ။ audio wine စောင်းနိုင်ကကြိုးစားပါတယ်။ယခုကမှတော့မင်းဆွေရေးသားထားတဲ့ငလင်ကပေးတဲ့အတွဲကြောင်ခွန်ချစ်ကို30ကိုကျွန်တော်ကအပိုင်းနှစ်အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ဆရာရေးထားတဲ့ငလင်ကပေးတဲ့အတွဲကြောင်တစ်ကနဲ့6အထိကိုကျွန်တော်အရင်ကဖတ်ပြပေးပြီးပါပြီ။ခုကကျန်တဲ့လေဘုတ်ကိုအပိုင်းနှစ်အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ ငလင်းကပေးတဲ့အတွေ့အကြုံခွန်ငလင်းတန်းကြောင့်တိုက်ကိုပြန်ပြုတ်ပြင်ရမယ့်အင်ဂျင်တွေနေနဲ့အင်အသေးဆောင်ကအထက်ပို့ပြီးကောင်းကိုက်ဆရာပါတိုက်ပြိုတိုက်ဖြိုလိုက်ရတဲ့အဆောက်အဦပန်ရှင်တွေကကိစ္စတစ်ခုပြပြသွားပေမဲ့တိုက်ပြင်ရမယ့်အိမ်တွေကကိုနဲ့ကြီးကြိုက်မဲ့ပြင်ဖို့လူရှာရပစ္စည်းရှာရတဲ့ဒုက္ခလည်းမသေးပါဘူးဟုတ်ဖို့မေးလိုက်ပြင်냐သူများလွယ်လင်းတကူပယံငါးပြီး ိုင်ကောင်းကျေနေရာတွေကိုမစလာထိုးထက်ဝင်းမကြောက်ကင်းမကြောက်ဟိုတယ်ပြန်ဖွင့်ညင်စောင်းနဲ့ဖောက်ပုံမီတိုင်းပြန်ပြင်နေတဲ့ဗီဒီယိုတိုင်းမမှာတွေ့လိုက်ရတာကြောချမ်းစရာပါအဲ့ဒီလိုပြီးစုလိုက်လောက်တက်တဲ့အလားတူတိုက်ပိုင်ရှင်မျိုးလဲတကယ်တွေ့ခဲ့ဘူးတယ်ဒါပေမဲ့အင်ရှင်များစုကကိုတိုက်ကိုစနစ်တကျနဲ့အရင်ထက်ပိုပြီးခိုင်ခန့်အောင် အကောင်းဆုံးပြန်လည်ပြုပြင်ကျင်ကြပါတယ်လုပ်ငန်းအနှံသူနဲ့လုပ်ငန်းလက်ခံသူ လုပ်ငန်းအနှံသူကလည်းဂယုတဆိုင်နဲ့ SOP တိုင်းလုပ်ပေးနိုင်မဲ့ကျွမ်းကျင်အဖွဲ့တွေကိုလက်လန်းပြီးတော့ရှားဖွေချရပါတယ်။အစာဦးပြည့်စုံမှုလောက်ကွက်နေထားပါမှမူတည်ပြီးလုပ်ငန်းလက်ခံသူကလည်းစဉ်းစားရတယ်။တချို့တိုက်တွေကအရေးစွန်လောက်ရမဲ့အနေထားရှိတော့ရန်တမ်းပြီးမလုပ်ရကြဘူး။မတော်ရင်အုံငနဲ့လစ်သွားမှာကလေးထိထားတဲ့အိမ်ပြင်ရတဲ့အလုပ်ဟာအိမ်အသစ်ဆောက်ရတယ်လို့လွယ်ကူနေရာမျိုးမဟုတ်ပါဘူး။ ခေါင်းပူစားခေါင်းပူရှုပ်ပါတယ်ပြုပြင်မှု15ဖွဲလောက်လိုအပ်တယ်1 SOP ရပြုပြင်မှုကျွမ်းကျင်တဲ့အင်ဂျင်နီယာအဖွဲ့ရောလိုအပ်တဲ့လုပ်သားတွေတင်းဝက်အစုံရှိတဲ့အဖွဲ့တွေအများကြီးလိုအပ်ပါတယ်ခုချိန်မှာ one stop စာဝတ်အဖွဲ့တွေကိုရနိုင်မှုအမတန်ခက်ခဲပါတယ်2လိုအပ်ရင်နိုင်ငံဖြိုဖျက်ဖို့ပလတ်စတာတွေထွန်းထုပတ်ထွန်းမှု ဖြတ်သမားတွေလိုအပ်ပါတယ်။ဂဲချိုးပလာစတာမိုက်တိုက်တွေကိုစွန့်ပစ်ဖို့ကားလဲစီစဉ်ရပါမယ်။၃ပြန်လည်ပြုပြင်ရမယ့်အနေထားလိုက် တကားပြတင်းကြီးပောင်အလူမီနီယံမှန်ရေအိမ်ရေကောင်းလက်စစ်မီခလုတ်မီးပွင့်တွေဝိုင်ဖိုင်း CCTV နဲ့အဲကွန်းတွေကိုလိုအပ်သလိုခဏဖြုတ်ပြီးပြန်လည်တက်ဆင်ပေးနိုင်ဖို့လက်သမားလက်စစ်ရေနဲ့မိန်လား အလူမီနီယံနနက်ချက် EMV အဲကွန်စတဲ့ဖြုတ်ထုတ်တက်မဲ့လုပ်ငန်းအဖွဲ့ဆောင်လိုအပ်ပါသေးတယ်အချိန်ရအဲ့ဘီထောက်ဖို့ပြန်ဖြုတ်ဖို့နဲ့တမန်အတန်တကားတွေဖြုတ်ရမယ်ဆိုရင်တမန်ဆရာတွေလည်းလိုအပ်တယ်ပြီးတော့ဘလော့ထောက်ဖို့ညာဆင်ဖို့ညာသမားတွေလည်းရှိကိုရှိရပါမယ်ငါဂျက်တီလှုပ်ဖို့လိုလာရင်တန်ကြီးတန်ခွေးဆရာတွေ အုတ်ပြန်စီ အချောကင်မှုပယံတိုင်းတွေ grounding ထက် exposure ထိုးမဲ့ကြွန့်ကျင်ဖွဲ့တွေလည်းအနေထားပေါ်မူတည်ပြီးလိုအပ်ပါတယ်အားလုံးပြီးရင်ဈေးပြန်တုပ်ဖို့ဈေးအဖွဲ့ interior decoration အဖွဲ့ furniture အဖွဲ့ပေါင်းစုံလုပ်ငန်းပေါင်းစုံကိုဟန်ချမ်းညီညီထိန်းချုပ်ပြီးကြီးကြပ်ပြုပြင်ရတဲ့အလုပ်ကတကယ်ကိုကောင်းချောက်စရာပါမဆခင်ကလေးကပြင်နေပြီတိုက်ပြင်းတဲ့သူအားလုံးကတော့ ူတို့အိမ်မှာပြန်နေချင်ပြီတခြားမှာအဆင်မပြေဘူးတချို့ကြတော့စိုင်းပေတော့ပြန်ဖွင့်မယ်မြ мян လောက်ပေးပါစသဖြင့်ကြီးကြပါလေတကယ်တတ်နိုင်ရင်အိမ်ပြုတ်ပြင်တဲ့လုပ်ငန်းမစခင်ကလေးကပြီးကျင်နေကြသူတွေကြီးပါပဲတချို့အိမ်ရှင်တွေဆိုရင် သူတို့တိုက်ကိုအရင်ဆုံးပြင်ပေးပါဆိုပြီးဝေပုံပြီးကြိုတင်ပေးကြပါတယ်ပြုတ်ပြင်ရမယ့်ပစ္စည်းကရွှေထက်ရှားနေတာဆိုတော့ ဘယ်နဲ့လုပ်ငန်းစပြီးဘယ်နဲ့ပြီးမယ်ဆိုတာမှန်းလို့မရတဲ့အနေထားပါအခုချိန်ကပစ္စည်းလဲရှာရခက်သလိုလူလဲရှာရခက်ပါတယ်အခုဘယ်မှာနေနေလဲစကားမဆက်သေချာတာတခုကငလျင်ကြီးပြီးတဲ့နောက်ပိုင်းမိတ်ဆွေတွေတယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်ရင်အရင်လိုမင်္ဂလာပါဂုမောင်းနီဘာညာအစားအခုဘယ်မှာနေနေလဲတဲ့ငလျင်ကပြီးတဲ့အတွေ့အကြုံရှစ် ငလင်ကြောင့်ထိခိုက်မှုရှိတဲ့အိမ်ငလင်ကြောင့်ပျော်သွားတဲ့အိမ်တွေရဲ့အိမ်ပြင်အိမ်ဖြက်ခတွေကြားလိုက်ရတာကြောက်ခမန်းလေးလေးပါအိမ်ပြင်ကမဲဆွေတယောက်ရဲ့အိမ်ကတိုင်ကောင်းတွေကြေထားတယ်တဲ့အဖွဲတစ်ဖွဲကိုခေါ်ပြီးပြင်ခိုင်းတော့အိပ်ပြီးထောက်ခတိုင်ကို grounding လောက်ခတိုင်ပိုးကားကိုပြန်ပြန်တွက်ကြည့်လိုက်ရင်တိုင်တိုင်ကိုပြုတ်ပြင်ကားကတန်း80လောက်ကုန်ကြတယ်ဆိုပဲဓာတောင နိုင်ရန်အပ်ပြန်ဖာတဲတုတ်ဘာညာတွေမပါသေးဘူးတဲ့အဲ့အရာတွေပါရင်ဒိန်းတထောင်ကျော်ကုန်တယ်လို့ကြားရတယ်အဲ့ဘင်းကဘင်းရင်ပြန်ယူသွားမှာပြုတ်ပြင်ပစ္စည်းရှာပါမှုလုပ်ငန်းအဖွဲ့တွေမလုံလောက်မှုနဲ့အများဆုံးပြုတ်ပြင်ကျင်တာတွေကြောင့်ဈေးကွက်ကြီးဖြစ်လာပုံရတယ်အိမ်ဖြတ်ခတ်အရင်ကဆိုရင် အိမ်ဖြတ်ပေးတဲ့အဖွဲ့တွေဆိုတာအိမ်အဟောင်းဖြတ်ချင်တဲ့ချိန်မှရှာရတာပါ အခုချိန်မှာတော့သူတို့က on the elephant စင်ပေါ်ကပဲသူတို့ခက်ပါဘယ်မှထိအောင်လက်နက်ဖျက်ရမယ်ဆိုရင်ဈေးတမျိုးဝုံးဆိုဆက်နက်ဖျက်ပြီးအယိုးနွာတန်တဲ့ယူဆိုရင်ဈေးတမျိုးပါလောက်ကွက်နဲ့ညှိနှိုင်းတဲ့ပေါ်မူတည်ပါလေအသည့်တယောက်ရဲ့20 60မြေကွက်ထဲကအာစီ3တက်တိုက်ဖျက်ခပီးစီ3400ပြောတာနောက်ဆုံး350နဲ့ဈေးတက်သွားတယ် ျော်ဖြတ်ပစ္စည်းစွန့်ပစ်ခါရလဲဈေးမသေးဘူးကားအသေးတစ်စီးကိုအနည်းဆုံး6000ဈေးပေါက်တယ်ဟောရင်က3000လောက်ပဲပေးရတာအခုကနှစ်ဆပဲတချို့ဖင်ထိုင်ကြထားတဲ့တိုက်တွေမှာဖြတ်ကြသေးတာကိုလေးလာကြည့်တော့အိမ်ဖြတ်ပေးမဲ့အဖွဲကအလဲမကြသေးလို့တန်းစီပြီးတောင်စောင့်နေရတယ်တချို့ကြတော့တသက်တသာနဲ့ဖြတ်ပေးမဲ့အဖွဲစည်းတွေကိုလိုက်ရှာနေကြတယ်တချို့ကလည်း ဒီလိုဖြစ်ဖြစ်သွားတဲ့ကုတ်တက်ကြီးကိုကိုကပြန်လက်မကြည့်ကျင်လောက်အောင်ဖြစ်ပြီးဒီတိုင်းပြစ်ထားကြသူတွေလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ခုချိန်မှာစီပါလောက်ရမှာတမျိုးတိုက်ပြန်ပြင်ပြန်ဆောက်ရမှာတမျိုးတိုက်ဖြတ်ရမှာတမျိုးလူရှာရပြုပြင်ပစ္စည်းရှာရတာတမျိုးတယောက်နဲ့တယောက်တွေ့လို့မေးလိုက်ရင်တယောက်တမျိုးအယုံနိုင်တဲ့ဒုက္ခကိုစင်းနေပါပိုင်းဆိုင်နာဘာမှမရှိပြန်တော့လဲမရှိဒုက္ခပိုင်းဆိုင်နာတွေ ပြုပြင်ထိမ့်သိမ်းရတာကလည်းရှိဒုက္ခတွေပါပဲငလင်ကပေးတဲ့အတွေ့အကြုံကိုမနေ့ည605လ2025ရက်နေ့ည7:00နာရီလောက်ကရန်ကုန်မြို့နားလေးမှာသတိပိုင်ဆယ်ဝင်ပြင်အားရှိတဲ့ငလင်ငယ်လေးလှုပ်တော့ရန်ကုန်ကလူတချို့လမ်းပေါ်ထွက်ကုန်ကြတာဖေဖော်မှာတွေ့လိုက်ရတယ်။နာရီပိုင်းလေးသာချားပြီးမနေ့မြို့နားလေးမနေ့တနာရီ26နာရီအချိန်ခန့်မှာ ဖိုးပိုင်ဖိုးမကနေကျပြင်းရနဲ့ခက်ကြမ်းကြမ်းလေးငလျင်လှုပ်တယ်။ရန်ကုန်ဘက်လှုပ်တာထက်ပိုပြင်းပါလေ။ကိုရီပါဝင်တိန်လုံးအိပ်ပျော်နေနဲ့နိုးလာတဲ့အတန်ကြားရတယ်။အတင်းတင်းငလျင်ပြင်းအားရှိပေမဲ့ခိုင်းလို့ဘသူကမှအိမ်မော်ကနေဆင်းပြီးပြေးမနေကြတော့ဘူး။အဲ့ရတဲ့ကနေငလျင်ဆက်ပြီးကြမ်းမလားဆက်လှုပ်မလားဒီလောက်နဲ့ပြီးသွားပြီလားဆိုတာခဏတစ်ဖြုတ်စောင့်ကြည့်လိုက်တယ်။ ထပ်မလာတော့ဘူးဆိုတော့ဂရင်မောင်းနဲ့တောင်မစင်းပဲအေးဆေးပြန်အိတ်လိုက်ကြတယ်ငလင်ကြီးအပြီးတလကျော်တဲ့အထိငလင်အကြံရေပေါင်းများစွာအလောက်ခံခဲ့ရပြီမို့ငလင်နဲ့ရင်ပါနေကြပြီလေငလင်ကပေးတဲ့အတွေ့အကြုံ30ငလင်တန်ထိတ်ထားတဲ့အဆောက်အဦကိုပြုတ်ပြန်တဲ့အခါမှာကနဦးအပေါ်ရန်စစ်ဆေးစဉ်ကလွယ်တကူမမြင်နိုင်တဲ့ပုံရှော့ွယ်ရှော့တန်ရာတွေ ဟိုနေရာဒီနေရာနေရှိုးရှိုးထွက်ပေါ်လာတဲ့အတွေ့အကြုံတချို့ကို information မျှဝေတာပါဘယ်လိုတန်ရာတွေလဲဘာတွေလဲဆိုတော့ငလင်ထိထားတဲ့အစာအုပ်တွေမှာမြင်ရတဲ့နိုင်ငံပေါ်မှာအိပ်ပုံအပ်နေတာနိုင်ငံတောင်းဖြတ်အပ်နေတာနိုင်ငံတစ်ပိုင်းတစ်စပြိုကျတာကြံကင်းနည်းနည်းနိုင်စင်းသွားတာတွေတွေ့ရင်ကြောက်ထုတ်ပါထိကြိုက်ထားနိုင်နေဆိုတာသတိထားရတော့မယ်အပေါ်ကအဲ့ဒီနိုင်ငံကိုဖြိုဖျက်ပြီးအောက်ကပလန်ဘင်းကိုပါ ဗီဥဆိုင်ပြီးစစ်ဆဲကြည့်တင်ပါတယ်။အဲ့ဒီမှာ hairline crack စံချိန်မြင်လောက်ပဲရှိတဲ့အကြောင်းတွေရှိနေရတဲ့။ဒါကိုဘင်းကျိုးတယ်လို့ပဲအလွယ်ပြောရမှာပါ။ main structure ရဲ့ဒစိုက်တပိုင်းဖြစ်တဲ့ပလင်ဘင်းမှာဒီလိုစံချိန်မြင်လောက်အကြောင်းကမူလခန္ဓာရင်ထက်ကြာဆင်းသွားတာမို့လို့သူ့ကိုအသေးချာကုသဖို့အရေးကြီးပါတယ်။ဒါလည်း structure ထိခိုက်မှုတစ်မျိုးပါပဲ။ ပလန်ဘင်းနီးတို့မျက်နှာချရှိရင် ဖွင့်ပြီးဖလုံးဘင်းတွေ join တွေပါ အတက်တာမို့အသေးစိတ်ပိုက်ဆိုင်တိုက်ချက်အပ်လုံနိုင်မှပြုပြင်မှုကဇာနုံးဖြစ်ထေးရောက်မှာပါဆိုလိုတာကအစာအုပ်တစ်ခုမှငလင်းတန်ကြောင့်တစ်ခုခုထိကြိုက်ထားပြီဆိုရင်ဆရာချာဖရင်ကြီးထဲမှာရှိတဲ့မန်ဘာတွေလည်းထိကြိုက်တတ်တာမို့မိโกကျွှျှောက်လိုက်လံစစ်စေးမှတော့ကကြပါမယ်တန်နှင်းငယ်ထိထားတဲ့အစာအုပ်မှဆိုရင် ။ဒဏ်ရာတန်ချက်တွေကဘယ်တော့မှတနေရာတန်းနဲ့မပေးပါဘူး။ပြီးတော့အပေါ်ရန်မြင်ရတဲ့ဒဏ်ရာတွေကိုပဲပြုပြင်ယုံနဲ့လည်းမလုံလောက်ပါဘူး။ဘလို့ကုစားမလဲ။မြင်ရတဲ့ဒဏ်ရာတွေရှိသမျှအမြင်ရသေးတဲ့ပုံရှော့ကွယ်ရှော့ဒဏ်ရာတွေကိုလည်းသေချာမြေလံပြီးစစ်ဆေးတော့မှပေါ်လာရင်လည်းအများကြီးရှိတတ်ပါလေ။ဒီလိုမျိုးလောက်ဝတ်ဒဏ်ရာတွေကြောင့်ပြုပြင်ရချုံမနဲ့ပဲချင်းကြိုက်ဘုံတစ်လုံးလို့တစ်ချင်းချင်းမှာဒုက္ခရောက်နိုင်ပါတယ်။ ဆိုရချာဘိုင်းဆိုင်ရာထိကျများပြီဆိုရင်တော့ပြောင်းကျန်တဲ့ဆိုရချာအင်ဂျင်နီယာနဲ့တိုင်ပင်ပြီးလိုအပ်သလိုကုသပေးမှသာရရှိအတွက်ဆက်ချက်လက်ချနေထိုင်တဲ့အစားအုပ်တလုံးဖြစ်လာမှာပါ။